ရလင်သုံးဆွဲသူတွေအတွက်ဂျွန်တရက်ကစပြီး usage quota တွေတိုးမြင့်မဲ့အကြောင်းနဲ့ဈေးကွက်ထဲမှာ internet နဲ့ပတ်သက်ပြီးအခက်တွေ့နေသူတွေ line သစ်ဝဲလို့မရသူတွေအတွက် broadband internet တွေလည်းပြန်လည်ရောင်းချပေးတော့မယ်လို့မေ29မှာပြောဆိုခဲ့ပါတယ်။ broadband service သုံးဆွဲသူတွေများလာတဲ့အတွက်လက်ရှိ bandwidth ကိုထိန်းနိုင်အောင် relay အနေနဲ့2014နှစ်ကုန်ပိုင်းအထိခေတ္တအယောင်ရပ်တန့်ခဲ့တယ်လို့ကိုမျိုးမြင့်ညွန့်ကပြောပါတယ်။ဖြားကာလာထဲမှာ bandwidth တွေ line တွေထပ်မံတိုးချဲ့ထားတာကြောင့်ပြန်လည်ရောင်းချပေးတာလို့ဆိုပါတယ်။ ကျွန်တော်တို့ broadband service ကတော့ငငယ်တဲ့ဟိုပါပေါ့နော်ကျွန်တော်တို့အဒီဇင်ဘာနိုဝင်ဘာဒီဇင်ဘာလောက်ကစပြီးတော့ပြတာကျွန်တော်ရောင်းရလိုက်တော့ဘာကြောင့်လဲဆိုတော့ဒီသုံးဆွဲသူတွေများလာတဲ့အတွက်ကျွန်တော်တို့လက်ရှိ bandwidth ကို stable ဖြစ်အောင်ထိန်းနေအောင်ပေါ့နော်နောက်တစ်ခါအဲအဲအကြောင်းကျွန်တော်တို့ခဏရက်လိုက်တယ်ပြီးတော့ဒီကြားထဲမှာကျွန်တော်တို့ line တွေထပ်မံတိုးချဲ့တာ station တိုးချဲ့တာနောက် bandwidth တွေတိုးချဲ့တာတွေလုပ်လိုက်တယ်လုပ်လိုက်တဲ့ပြီးတော့မှအခုကျွန်တော်တို့ပြန်လေရောင်းချရဖြစ်ပါတယ် တုံးဆွဲသူတွေအတွက်လစဉ်ကြီးကတော့ပုံမှန်အတိုင်းမပြောင်းလဲပေမဲ့ Silver Plan ဝယ်ယူထားသူတွေအတွက် 3GB ကနေ 5GB အထိတိုးမြင့်ပေးထားသလို Gold Plan အတွက် 6GB ကနေ 10GB Platinum Plan အတွက် 12GB ကနေ 18GB အထိတိုးပေးထားတယ်လို့ဆိုပါတယ်။ Prepaid Plan တုံးဆွဲသူတွေအတွက်လည်းလျှော်ဈေးစီစဉ်တွေရှိတယ်လို့ပြောပါတယ်။လက်ရှိမှာ Relic အနေနဲ့ license တင်ထားပြီး license ပြန်ချပေးမယ့်အချိန်ကိုဆောင်ရင်ပြင်ဆင်မှုတွေပြုလုပ်နေသလို license ရရင်တော့ Tiga Broadband Service Provider အဖြစ် တီးတန့်ရက်တည်သွားမယ်လို့ကိုမျိုးမြင့်ညွန့်ကပြောပါတယ်။ లైసెన్స్ မြန်မြန်ချပေးဖို့မျှော်လင့်နေပေမဲ့ဘယ်တော့လောက်ဆိုတာအတိအကျမပြောနိုင်သေးဘူးလို့ဆိုပါတယ်။လက်ရှိအစင်ကတော့ကျွန်တော်တို့ PDD ကိုကျွန်တော်တို့တင်ထားရပါတော့။ဒီ లైసెన్స్ တင်ထားတယ်။အဲ့ဒီကနေကျွန်တော်တို့ లైసెన్స్ ပြန်ချမယ့်အချိန်ကျွန်တော်တို့စောင့်နေတယ်။ဆောင်နေပြီဒီတိုင်းကျွန်တော်တို့ဆောင်နေတော့မဟုတ်ဘူးเนาะကျွန်တော်တို့ကပြင်ဆင်စရာရှိတဲ့ဟာတွေပြင်ဆင်နေတယ်။နောက်ကျွန်တော်တို့အဲ లై စင်ရသွားပြီးတော့ကျွန်တော်ကတီချာ broadband internet service provider ကြာရက်ဖြစ်ပါလို့လာအခမန်းချီကတော့နည်းနည်းတော့ပြောရခက်တယ်ပေါ့နော်တို့ PTT ရဘလူချပေးမလဲပေါ့ဘလူကြည့်ရပေါ့နော်ကျွန်တော်တို့ကတော့အဲ expect လုပ်တာမမြန်ချပေးလိမ့်ပေါ့နော်ဒီလိုလဲဆိုတော့လက်ရှိလဲ market မှာကသုံးဆွဲမှုခက်ခဲလေးရှိနေပေါ့နော်ခဏပြော demand ရှိနေတယ်သူက3ကျင်နေဒါပေမဲ့3ဖို့ line မရှိဘူးပေါ့နော် license ရတော့မှလည်း license ရပြီးတော့မလုပ်နိုင်လို့တဲ့လက်ကားပေါ့နော် license ရပြီးတော့တကယ်လုပ်နိုင်မယ့်အခြေအနေရှိဖို့လည်းပူပါတယ်